ဒီတစ်ခါမှာတော့ကမ္ဘာပေါ်ကအလားဆုံးနဲ့အငြင်းချမ်းဆုံးနိုင်ငံတွေကတနိုင်ငံဖြစ်တဲ့အိုင်စလန်နိုင်ငံရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အိုင်စလန်နိုင်ငံကဥရောပတိုက်ရဲ့မြောက်ဘက်အစွန်းဆုံးမှာတည်ရှိတဲ့ကျောင်းနိုင်ငံဖြစ်ပြီးတော့တဘာဝရဲ့အလားတရားများရေကဲမြစ်များမိတောင်များနဲ့အော်ရိုရာအလင်းတန်းများကြောင့်နေနာမည်ကျော်ကြားတဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်။အိုင်စလန်နိုင်ငံရဲ့လူဦးရေက2024ခုနှစ်ကစစ်တမ်းများအရ3.9000ကျော်သာရှိပြီးတော့မြို့တော်ကတော့ Recraft ဖြစ်ပါတယ်။ ိုင်းစလန်နိုင်ငံကမိခင်ဘာသာစကားဖြစ်တဲ့အိုင်းစလန်တစ်ဘာသာစကားကိုရုံးသုံးဘာသာစကားအနေနဲ့အဓိကပြောဆိုကြတာဖြစ်ပြီးအင်္ဂလိပ်ဘာသာစကားကိုလည်းနိုင်ငံဒုတိယဘာသာစကားအနေနဲ့ကျေပြန့်စွာပြောဆိုကြစေဖြစ်ပါရည်။အိုင်းစလန်နိုင်ငံကကျွန်းနိုင်ငံဖြစ်တဲ့အတွက်ရေခဲမြစ်ငါ၊ဝေလံငါနဲ့ဒိုသာစရိအသားများကိုအဓိကစားသုံးကြပြီးတော့ဟာကာလို့ခေါ်တဲ့အပုပ်ခံထားတဲ့ငမန်းအသားလိုရိုးရအစားအစာများစွာကိုလည်းစားသုံးကြတာဖြစ်ပါရည်။အိုင်းစလန်နိုင်ငံကို900ကျူခန့်မှာတော့နော်ဝေလူမျိုးအရင်ခေတ် Viking များကစတင်တည်ထောင်ခဲ့ပြီးတော့ 1930ခုနှစ်မှာပဲပထမဆုံးပါလီမန်ကိုအိုက်စလန်နိုင်ငံမှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အိုက်စလန်နိုင်ငံက73ရာစုကနေ19ရာစုအထိဒိမန်နဲ့နော်ဝေတို့ရဲ့လက်အောက်ခံနိုင်ငံတနိုင်ငံဖြစ်ခဲ့ပြီးတော့1944ခုနှစ်မှာတော့တရားဝင်လွတ်လပ်ရေးရရှိခဲ့တာဖြစ်ပါတယ်။အိုက်စလန်နိုင်ငံရဲ့ရာသီဥတုကဆောင်းရာသီမှာဆိုရင်တော့အရိုးကွဲမတက်အေးမှဖြစ်ပြီးတော့အပူချိန်ကဆိုရင်လည်း0 degree Celsius ကနေ minus 10 degree Celsius အထိတောင်ကျဆင်းသွားရတာဖြစ်ပါတယ်။အိုက်စလန်နေရာဒီကဆိုရင်လည်းအလွန်အေးပြီးတော့အပူချိန်10 degree Celsius ကနေ 15ဒီဂရီဆယ်စီယပ်အထိသာရှိတတ်ပါသည်။အာဆီယံနိုင်ငံကနေတာရှိပြီးတော့မိုးလဲမချုပ်တဲ့အတွက်မြန်မာနိုင်ငံမှာလိုတော့အမောင်တို့ကိုခန်းစားမှာတော့မဟုတ်ပါဘူး။ဒါမဲ့အိုက်စ်လန်နိုင်ငံရဲ့ထူးခြားချက်အနေနဲ့ကတော့ရာသီဥတုမတည်ငြိမ်မှုများရှိတဲ့အတွက်ဒီနေ့အတွင်းမှာပဲရာသီဥတုက၄မျိုးအထိကိုပြောင်းလဲနိုင်တာဖြစ်ပါတယ်။အိုက်စ်လန်နိုင်ငံရဲ့ညဘက်ဒီမှာဆိုရင်လေလူတိုင်းမသေးခင်ကြီးကဲပူးတဲ့ကဘာအန်ပွဲ Northern Light များကိုလည်းလာပါစွာတွေ့မြင်နိုင်မှာလည်းဖြစ်ပါတယ်။ဒါမဲ့ Super Aurora လေးနှမ်းများကိုတော့မိတ်ဆွေတို့အနေနဲ့အိုက်စ်လန်နိုင်ငံကိုစက်တင်ဘာလနဲ့ဧပြီလကြားမှာတွားရောက်လေပတ်မှသာတွေ့မြင်ခံစားနိုင်မှာဖြစ်ကြောင်းပါ။ အိုင်စလန်နိုင်ငံရဲ့ထင်ရှားတဲ့ရွေးရရင်ကျေးမှုအမွေအနှစ်များကတော့ Sagas လို့ခေါ်တဲ့ရှီဟောင်းနော်ဝေးအိုင်စလန်စာပေများဖြစ်ပြီးတော့အရင်ခေတ်ကစွန့်စားကန်တွေကိုအကျယ်တဝင့်ရေးသားဖော်ပြထားတာဖြစ်ပါလိမ့်။အိုင်စလန်နိုင်ငံရဲ့စိတ်ဝင်စားဖွယ်ရာအချက်လက်တွေကတော့အိုင်စလန်နိုင်ငံကကမ္ဘာပေါ်ကအငြင်းချမ်းဆုံးသောနိုင်ငံတွေကတစ်နိုင်ငံဖြစ်ပါလိမ့်။အိုင်စလန်နိုင်ငံကကမ္ဘာပေါ်မှာအငြင်းချမ်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေရခြင်းရဲ့နံပါတ်1အချက်ကတော့ လူရည်နေပါပြတော့မတူညီတဲ့လူမျိုးစုများနေပါတာကြောင့်အိုင်နိုင်ငံမှာပြိပခါဖြစ်နိုင်ခြေစရာတွေကကိစ္စဆက်မရှိသလောက်နေပါတာဖြစ်ပါတယ်။နံပါတ်2အနေနဲ့ကတော့အိုက်စလန်ကတဝူချင်း GDP မြင့်မားပြီးတော့စီးပွားရေးတည်ငြိမ်မှုရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တာတွေ့ရပါတယ်။အိုက်စလန်နိုင်ငံကလှုပ်လှမ်းမဲ့နေပါပြီးတော့ပညာရေးနဲ့ကျန်းမာရေးစနစ်များအထူးကောင်းမွန်တာကြောင့်လူမှုဘဝလည်းတည်ငြိမ်မှုရှိတာဖြစ်ပါတယ်။ဒါပြင်အိုက်စလန်ကငါးဖမ်းလုပ်ငန်း၊ခီးတွားလုပ်ငန်းနဲ့စွမ်းအင်လုပ်ငန်းတွေကြောင့်စီးပွားရေးလည်းဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နမဲသုံးကြီးနဲ့အိုက်စလန်နိုင်ငံကနိုင်ငံရေးအရာတည်ငြိမ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။အိုက်စလန်မှာဒီမိုကရေစီစနစ်ကခိုင်မာပြီးတော့အစိုးရနဲ့ပြည်သူကြားကယုံကြည်မှုကလည်းမြင့်မားမှုရှိတာတွေ့ရပါသည်။အာဏာသိမ်းမှုနဲ့လက်နက်ကိုင်ပဋိပက္ခတွေကလည်းအိုက်စလန်မှာမရှိသလောက်နေပါတာဖြစ်ပါသည်။ ။နေပါလီအနေနဲ့ကတော့ရာဇဝမှုမရှိသလောက်နဲ့ပါချင်းပါပဲ။အိုက်စ်လန်နိုင်ငံကဘာလို့ကမ္ဘာအငင်းချမ်းဆုံးနိုင်ငံများစီးရင်မှာထိတ်တန့်မြေတန်းပါဝင်နေရလဲဆိုရင်တော့သူတို့နိုင်ငံသားအချင်းချင်းကယုံကြည်မှုမြင်မာတာကြောင့်ရာဇဝမှုနှုန်းကလည်းနေပါတဲ့အတွက်အငင်းချမ်းဆုံးတိုင်းပြည်တွေမှာထိတ်တန့်ဖြစ်နေတာလို့ပြောလို့ရပါပြီ။နံပါတ်5အချက်အနေနဲ့ကတော့အိုက်စ်လန်နိုင်ငံကတဘာဝပီးရနေရဲ့စိုးရင်ရတဲ့နိုင်ငံဖြစ်ပါပြီ။အိုက်စ်လန်ကမီးတောင်နဲ့အင်္ဂလိပ်တန်းကိုခံစားနိုင်တဲ့နိုင်ငံဖြစ်ပြီးတော့ လူသားရေးအကြောင်းဖြစ်တဲ့ပရိပခစစ်ပွဲအကြံဖတ်မှုတွေတော့မရှိသလောက်ပါပဲ။ကမ္ဘာငြိမ်းချမ်းရေးညွန်ကိန်းမှာတော့ Iceland ကအဆင့်မြင့်တဲ့နိုင်ငံတစ်ခုဖြစ်ပြီး Global Peace Index ရာရဲ့စစ်တမ်းများအရ Iceland နိုင်ငံကကမ္ဘာအငြိမ်းချမ်းဆုံးနိုင်ငံကြီးရဲ့ Top 5ထဲမှာမကြာခဏပါဝင်လေ့ရှိတဲ့နိုင်ငံဖြစ်ပါတယ်။နောက်ပြီးတော့ပေါ်ထူးကြတာက Iceland နိုင်ငံမှာမွေလုံးဝမရှိပါဘူး။ဒါ Iceland ရဲ့ရာသီဥတုအရန်အေးလုံးတဲ့အတွက်မွေတွေရှင်တန်ဖို့ကမဖြစ်နိုင်ဘူးလို့သိပ္ပံပညာရှင်များရဲ့အဆိုအရသိရပါတယ်။ဒါပြင် Iceland ကကျွန်းနိုင်ငံဖြစ်ပြီးအရင်ကလည်းတဘာဝလျောက်မွေတွေမရှိခဲ့ဘူးဆိုတော့စစ်တမ်းတွေလည်းရှိတာဖြစ်ပါတယ်။ ။နောက်ပြီးတော့ Iceland မှာရှင်လုံးဝမရှိပါဘူး။ဒေပန်ပညာရှင်တွေရဲ့အဆိုအရ Iceland နိုင်ငံကကမ္ဘာပေါ်မှာရှင်မရှိတဲ့တခုတည်းသောနိုင်ငံတစ်နိုင်ငံဖြစ်နိုင်တယ်လို့လည်းသိရကြောင်းပါ။ဒါက Iceland ရဲ့အေးများရာသီဥတုနဲ့တဘာဝကိုအနှောက်အယှက်ဖြစ်စေတဲ့ရာသီဥတုအပြောင်းအလဲနဲ့ရေကဲမြစ်တွေရှိတာကြောင့်လည်းခြင်တွေကရှင်သန်မှုမဖြစ်နိုင်တာကြောင့်ပါ။အဲဒါကြောင့်မဲ့ကောင်းကျိုးအနေနဲ့ကတော့ Iceland မှာခြင်ချောင်းဖြစ်တဲ့ယောဂါတွေ ။ဥပမာအဖြစ်တော့အရေပြားယောဂါနဲ့အငတ်ပြားလိုယောဂါတွေမရှိကြပါဘူး။အိုက်စလန်ကတဘာဝပတ်ဝန်းကျင်တန်ရှင်းပြီးတော့အင်းဆက်ပွားမွားတွေလည်းအလွန်နှေးပါပါပြီ။ဒီချက်တွေကြောင့်ပဲအိုက်စလန်ကကမ္ဘာလေခီးသွားတွေနဲ့နှိစင်ပြည့်နဲ့နေပြီးခီးသွားလုပ်ငန်းကလည်းဒီချက်နှစ်ခုနဲ့တင်အတော်ကိုမှအလုပ်ဖြစ်နေတာဖြစ်ပါပြီ။အာဆီယံနိုင်ငံကတဘာဝအံ့ဖွယ်အလားတရားများစွာနဲ့ပြည်နယ်နေတဲ့ဥရောပကကျွန်းနိုင်ငံလေးတနိုင်ငံဖြစ်ပြီးတော့နာမည်ကျော် Blue Lagoon တဘာဝရေပူစမ်းရေကန် GoForce ရေကွန် Panarosco ရေကဲမြစ်စားရတင်ရှားရတီတာတွေကြောင့်လေကမ္ဘာလက်ခီးသွားများကိုနေ့စဉ်ဆွဲဆောင်နေတာလည်းဖြစ်ပါသေးတယ်။ ီတော့မိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးရင်တော့အိုက်စ်နက်နိုင်ငံကိုသွားရောက်လည်ပတ်ဖို့စိတ်ဝင်စားသွားကြပြီလားဆိုတော့ကွန်မန်မှာမတ်ချက်လေးတွေနဲ့ပြောပြပေးသွားခဲ့ကြပါဦးမြောက်ကျွန်တော်ရဲ့ရွှေလက်ပွား channel ကိုလည်း like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့နော်အားလုံးကိုကျေးဇူးတင်ရှိပါတယ်မြောက်